မန္တလေးငလျင်လှုပ်မိအကြောင်းကို1996ခုနှစ်ကလေးကကြိုတင်ဟောကိန်းထုတ်ခဲ့တဲ့ဘာဘာဖန်ကအားလုံးမင်္ဂလာပါဗကန်ထိုင်ထိုင်မဲ့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခေတ်တစ်ခေတ်တိုင်းမှာရှေးပြဟောကိန်းထုတ်ကြသူတွေအတိအသည့်ပေါ်ထွက်လာပြီးမယ်သိပ္ပံပညာရှင်တွေကိုယ်တိုင်ကလက်ခံပြီးတော့ဟောချက်တွေကိုမှတ်တမ်းတင်ထားရတဲ့အကြမ်းမြင်ရသူတို့ရှိပါတယ်ဒီမှာကတော့1996ခုနှစ်မှာကွယ်လွန်သွားတဲ့မြန်မာပြည်ဘူဂေါရီယန်သူဘာဘာဖန်ကပါပဲ သူမဟာမတိဆုံးခင်အချိန်ကလေးကနောက်ဖြစ်လာမယ့်ဖြစ်ရပ်တွေကိုကြိုတင်ပြောသွားခဲ့ပြီးအဲ့ဒီထက်က2025ခုနှစ်အတွက်သူပါရီပြောထားခဲ့လေဆိုတော့ကျွန်တော်လည်းတူတူကြည့်လိုက်ရအောင်ပါနံပါတ်1မန်လေးမြို့ကငလျင်ပထမဆုံးအနေနဲ့ဘဘဖန်ကခံမှန်းခဲ့တာက2025ခုနှစ်မှာအရှိတောင်အရှမှာမြင်းငလျင်အကြီးကြီးတွေဖြစ်လာမယ်လို့ပါသူပြောခဲ့တဲ့အတိုင်း3လ28ရက်နေ့ကမန်လေးနီးမှာ magnitude 7.7ရှိတဲ့မြင်းငလျင်တစ်ခုဖြစ်ပြီး200ကီလိုမီတာကျော်အကျယ်နဲ့လှုပ်ခတ်သွားပါတယ် ဲ့ဒီမြင်းကလေးကြောင့်မြန်မာနိုင်ငံမှာလူပေါင်း9352ယောက်တည်ဆုံပြီးတော့ထိုင်းမှာ54ယောက်တည်ဆုံကဗီယက်နမ်မှာတယောက်တည်သွားခဲ့ပြီးလူပေါင်း13000ကျော်ဒဏ်ရာရခဲ့တယ်လို့မြို့တော်တော်များများလည်းပြစီခဲ့ရပါတယ်ဘူမိပေဒပညာရှင်တွေအတွက်ဒီမြင်းကလေးကတဘာဝရဲ့စိုးရင်စရာတတိပေးချက်တစ်ခုဖြစ်လာပြီးတော့ငလျင်နောက်ဆက်တွဲပြဿနာတွေကိုကြိုတင်သိရပြီးကာကွယ်ဖို့အထူးကြိုးစားနေကြပါတယ်။ဒီငလျင်အကြောင်းကိုဘဘာဖန်ကပြောခဲ့တာကစေစုနှစ်နှစ်ခုကြာသွားခဲ့ပြီဖြစ်ပါတယ်။နံပါတ်1လူသားများရဲ့အဆုံးသတ် မကြာခင်ကပဲနယူးယောက်သတင်းစာတိုင်ဟာဘာဘာဗန်ကတွက်ချက်ခဲ့တဲ့ဟော်ကင်အကြီးစားအကြောင်းထုတ်ပြောလာခဲ့ပါတယ်။အဲဒီဟော်ကင်ကတော့2025ခုနှစ်မှာလူသားတွေရဲ့အဆုံးသတ်ခြင်းစတင်မယ်ဆိုတဲ့အကြောင်းအရာပါဘာဘာဗန်က2025မှာလူသားတွေရဲ့အဆုံးသတ်မှုအစလို့ကြိုတင်ဟော်ကင်ထုတ်ခဲ့ပြီး၎င်းကနေပုံမှန်ကြီးမားတဲ့ပြဿနာတွေစိန်ခေါ်မှုတွေစက်တိုက်ဖြစ်ပေါ်လာကနောက်ဆုံး9089ခုနှစ်မှာ ကဘာဆုံးသက်ဖြစ်လာလိမ့်မယ်လို့ပြောခဲ့ပါတယ်။အဲဒီအချိန်ကစတင်ပြီးတော့ကဘာတစ်ဝက်လုံးကြုံတွေ့ရမယ့်ပြဿနာတွေ၊ရာသီဥတုဖောက်ပြန်မှုတွေနဲ့ AIDA နိုင်ငံရေးပြဿနာတွေဟာတစတစပုံပုံကြီးထွားလာမယ့်လို့ဟောကင်းထုတ်ခဲ့ပါတယ်။နံပါတ်3ဥရောပစစ်ပွဲဆက်လက်ပြီးတော့ဘာဘာဗန်ဂါကဥရောပဒေသတွေမှာပျက်စီးမှုကြီးမားစွာဖြစ်စေနိုင်တဲ့စစ်ပွဲတွေတစ်ခုကိုပေါ်ထွက်လာမယ့်လို့ကြိုတင်မြင်ထားပါတယ်။သူမရဲ့စကားအရအဲဒီစစ်ပွဲကဥရောပတဲ့တစ်ခုလုံးကိုပျက်စီးသွားနိုင်တယ်လို့ဆိုထားတာပါ။ယခုအချိန်မှာတော့ရုရှားရဲ့ယူကရိန်းနိုင်ငံနဲ့တိကျူးကျော်ဝင်ရောက်တိုက်ခိုက်မှုစတင်ခဲ့တာ လေးနေမြောက်တိရောက်ရှိနေပြီဖြစ်ပြီးတော့နေတုနဲ့ပတ်သက်တဲ့စီရေးဖီအားတွေကလည်းစီရေးကာလကလေးကအခုချိန်ထိအမြင့်ဆုံးဆင်ရောက်ရှိနေပါတယ်။စီရေးဖြူဟာဆိုင်ရာအကြံပေးတွေကလည်းဒီအခြေအနေများကြောင့်ဖြစ်ပေါ်လာမဲ့တက်ဆိုင်ရာအန်ဒီအများအောင်ပုံမစိုးရင်လာကြပါတယ်။ ဥပမာနေနေမိတိုက်ခိုက်မှုတွေအင်တာနက်ကနေတဆင့်ထိုးစစ်ဆင်မှုတွေတခြားသောနိုင်ငံကြီးများကြောင်းတိုက်ရိုက်တိုက်ခိုက်မှုဖြစ်လာနိုင်ခြင်းကိစ္စများတွေဖြစ်ပေါ်လာနိုင်ကြောင်းခံမှန်းချပါတယ်။ပေါ်ပါဖန်ကဘက်ကဒီဥရောပစစ်ပွဲဟော်ကီနဲ့ပတ်သက်ပြီးတော့စီးရေးဆရာဆိုပြီးအတိအကျနဲ့ပြောခဲ့တာလည်းဖြစ်နိုင်သလိုတခြားသောအကြောင်းအရာကိုတတိပေးချင်တာဖြစ်ပါတယ်။ဘာပဲဖြစ်ဖြစ်သူမရဲ့တတိပေးမှုဟာရင်းနှီးကမ္ဘာမူဝါဒနယ်ပယ်တွေထဲမှာတော့တကယ်ကိုစဉ်းစားစရာဖြစ်လာပြီးလျှက်စစ်ဆွေးရင်နဲ့ပတ်သက်တဲ့ပြည်အောင် AI တုံးတဲ့လက်လက်ပြန်ပွဲများထိနောက်ဆက်တွဲအန်ဒီတွေကိုထည့်သွင်းစဉ်းစားလာကြပါတယ်။ နံပါတ်၄ကမ္ဘာစီးပွားရေးကက်ဆိုင်မဲ့အကြောင်းဆက်လက်ပြီးတော့ကမ္ဘာနဲ့စီးပွားရေးကက်ဆိုင်မှုကြီးပေါ်ပေါက်လာမယ်လို့ဟောကိန်းထုတ်ခဲ့တဲ့အကြောင်းကြည့်ရအောင်ပါစီးပွားရေးနဲ့မြင်းကလေးအကြောင်းတွေသာမကဘဲနဲ့2025မှာကမ္ဘာနဲ့စီးပွားရေးကကြေးတကူဖြစ်လာမယ်လို့ပေါ်ပေါက်ဖန်ကာကသတိပေးခဲ့ပါတယ်။အဲ့ဒီအကြောင်းကိုတော့ Worldwide Economic Disaster ဆိုပြီးတိတိကျကျပြောသွားတာပါ။ကမ္ဘာလုံးဆိုင်ရာစီးပွားရေးကကိုဖြစ်စေမယ့်အကြောင်းရင်းတွေကဈေးနှုန်းတွေအဆမတန်တက်လာပြီးတော့ငွေဖောင်းပွားက ကုန်ပစ္စည်းတင်သွင်းတဲ့စနစ်ပျက်စီးလာတာနဲ့ stock ဈေးကွက်ထိုးကျလာတာကြောင့်ဖြစ်ပေါ်လာပါတယ်။အထက်ပါအချက်တွေအားကမ္ဘာစီးပွားရေးတစ်ခုလုံးကိုစိုးရွံလုံနိုင်တယ်လို့ New York Post မှာလည်းပြောထားပါတယ်။ဘိုးဘန်နေနေနဲ့လည်းကုန်စင်းတို့ကတရရိပ်တက်လာပြီးမြေအလုံသမားတွေရဲ့လာစားကဒုမလာတဲ့အတွက်ဖြစ်ပေါ်လာတဲ့ဖောင်းပွားမှုပြဿနာတွေပြင်တဲ့ဘက်မှာလည်းအကျွေးပမာဏများပြားတဲ့ဒုက္ခတွေကိုရင်ဆိုင်နေရပါတယ်။ ဒီလိုမျိုးစီးပွားရေးပြဿနာတွေဖြစ်ပေါ်လာရတာခရစ်ပတိုဈေးနှုန်းထိုးကျခြင်းနဲ့အထွေထွေကုန်ဈေးကွက်ပိတ်သိမ်းခြင်းတို့ကြောင့်မဟုတ်ပေနဲ့တခြားသောအရာတွေအားလုံးပေါင်းစည်းသွားမိလို့အခုလိုထိခိုက်လွေတဲ့စီးပွားရေးစနစ်ဖြစ်နေကူးပြောင်းသွားတာပါ။ဘာပဲဖြစ်ဖြစ်ပါစီးပွားရေးအနာဂတ်အတွက်သူမဟော်ကိန်းထိုးခဲ့တဲ့မကြခင်ကြုံတွေ့ရမယ့်အန်ဒီယာရီယောယနေ့မှာတော့တဖြည်းဖြည်းရောက်ရှိလာနေပြီဖြစ်တာကြောင့်သူမရဲ့စကားတွေကစီးပွားရေးသမားတွေရဲ့စိတ်တွေကိုတော်တော်လေးဝင်ရောက်စိုးမိုးနေပြီဖြစ်ပါတယ်။ဒုတိယကြိမ်တကဘာလုံးလော်ဒေါင် နောက်ထပ်ဘာဘာဖန်ကားရဲ့ခံမှန်ချက်အရ2020ခုနှစ်တွင် COVID-19 ကပါတော်ဝန်ပြန်ပွားသလိုပါပဲ2025ခုနှစ်မှာလည်းတည်စီနိုင်တဲ့ NDA ကြီးတဲ့ Forest မျိုးပြန်လည်ပေါ်ပေါက်လာမယ်လို့ကြိုတင်ခန့်မှန်းခဲ့ပါတယ်။အဲဒီဟော်ကင်းနဲ့ပတ်သက်ပြီးတော့သိပ္ပံပညာရှင်တွေဘက်ကအခုခေတ်မှာတိလိစံစီကနေလူတွေကိုပြန်ကူးတဲ့ရောဂါတွေတိုးလာနေပြီဖြစ်တဲ့အကြောင်းထုတ်ပြန်လိုက်သလိုတဲ့တော်တွေကိုအဆုံးမရှိပြုံးတီးအောင်သုံးဆွဲတာတွေတိလိစံတွေကိုမကောင်းတဲ့နည်းနဲ့ဖမ်းတာတွေက virus အသစ်တွေထွက်လာအောင်လုပ်နေတယ်လို့ WHO ကလည်းပြောကြားလာပါတယ်။ ါဆိုရင်ဒီဟော့ကင်းနဲ့ပတ်သက်ပြီးတော့ကျမကြီးဌာနတွေကရောမလုပ်နေကြလဲပါပါဖန်ကာကတီတီကြကြ virus အမီမပြောခဲ့ပေမယ့်သူမကြီးတတိပေးချက်ကြောင့်ကျမကြီးဌာနတွေကအဲ့ဒီယောဂါကြီးထပ်ပေါ်လာတဲ့အခါမှာစိတ်မပူရအောင်စီးပွားတွေကြိုးနေစုဆောင်ပြီးတော့ virus တွေကိုမြန်မြန်ပြန်ဖော်ထုတ်နိုင်အောင်စနစ်တကျစစ်ဆေးကဗီဇာဆင်းမြင့်စစ်ဆေးမှုတွေကိုလည်းတိုးတောင်လှုပ်ဆောင်နေကြသလိုတစ်ဖက်မှာလည်းကိုဗစ်လိုပဲပြန့်နှံ့လွယ်တဲ့ယောဂါကူးစက်မှုကြီးတခုပေါ်လာခဲ့ရင်အစင်းတဲ့ဖြစ်အောင်လော့ဒေါင်းဆင်းမြင့်အစီအစဉ်တွေကိုမြင့်တင်နေကြပါတယ်။နံပါတ်6 human telepathy လူသားတွေစကားမပြောဘဲနဲ့ဆက်သွယ်နိုင်တဲ့ခေတ်မကြခင်ရောက်လာပါတော့မယ်။ကြားရတာနားရှုသွားလာဗျ။ဒါပေမဲ့ဘပဖန်ကဟောင်း2025ခုနှစ်မှာလူတွေစကားပြောစရာမလိုဘဲနဲ့အုံနောက်လိုင်းတွေကိုတုံပြီးတော့တဦးနဲ့တူဆက်သွယ်နိုင်လိမ့်မယ်လို့တကယ်ကြီးပြောခဲ့တာပါ။အောင်စရာကောင်းတာကသူမပြောခဲ့တဲ့တချို့နေပညာတွေကတကယ်ဖြစ်လာပါတယ်။ Neuralink လိုမျိုးကုမ္ပဏီတွေကအုံနောက်တွေကိုဆက်လေးသွင်းပြီးတော့ စကားမပြောနိုင်တဲ့လူတွေကိုပြန်စကားပြောနိုင်အောင်လှုပ်ဆောင်နေပါတယ်။စံတမ်းမှုတွေချို့မှာမူလစကားလုံးတွေကိုအုံတော်လိုင်းကနေ90ရာခိုင်နှုန်းခန့်တိကျစွာဖတ်လို့ရနေပါတယ်။ပုံစံတိုင်းသာဆိုရင်တော့သူမဟောကင်းထုတ်ခဲ့တဲ့အတွေ့တွေကိုတယောက်နဲ့တယောက်ချင်းချင်းဝေမျှနိုင်တဲ့အဆင့်ရောက်လာဖို့မဝေးတော့တာပါ။ဒါပေမဲ့မိကုန်းတစ်ခုရှိတာကကိုယ်စိတ်တွေကတွေးနေတာကိုတခြားသူတွေသိလာနိုင်ရင်တော့ကိုယ့်ရဲ့ကိုယ်ကြီးကိုယ်တိုင်အချက်လက်တွေအန်ဒီရရှိထိုင်ပြီး Cyber Crime တွေလည်းအများကြီးဖြစ်လာနိုင်ပါတယ်။ နောက်ပြီးတော့စိတ်ဖက်နိုင်စွမ်းရှိဖို့ကတချို့လူတွေလိုချင်တဲ့လူရင်းဆန္ဒတစ်ခုဖြစ်နိုင်ပေမယ့်စိတ်ထဲမှာဖြစ်နေတာတွေကိုတခြားသူတွေမသိစေချင်တဲ့လူတွေလည်းရှိကောင်းရှိနေပါတယ်။ဘာပဲဖြစ်ဖြစ်ပါအဲဒီဟော်ကင်ကတော့အတော်လေးစိတ်ဝင်စားဖို့ကောင်းပြီးဖြစ်လာနိုင်မလားဆိုတော့စောင့်ကြည့်ရမှာဖြစ်ပါတယ်။တကယ်ဆိုရင်ဒီလိုနီးပညာလေးကနည်းနည်းဖန်ဆားဖို့ကောင်းပြီးမျှော်လင့်ဖို့လည်းအကြီးကောင်းတစ်ခုပါ။နံပါတ်9ခန္ဓာကိုယ်အစိတ်ပိုင်းတွေအတုလုပ်ခါ2025မှာတကယ်ဖြစ်လာနိုင်ပါတယ်။ ဆက်လက်ပြီးတော့ဘာမာဖတ်က2025မှာလူသားတွေအတွက်လိုအပ်တဲ့အစိတ်ပိုင်းတွေကိုပုံမှန်စားထုတ်ပြည့်နေခန္ဓာကိုယ်အတွင်းသုံးဖို့ကိုယ်ငါအတုတွေကိုဖန်တီးနိုင်လိမ့်မယ်လို့ပြောထားပါတယ်။တကယ်တမ်းဖြစ်လာမယ်ဆိုရင်တော့ကောင်းတဲ့ချက်တွေကြီးပါဥပမာအသေးစီဂျိအစုံစတာတွေလိုအပ်တဲ့လူတွေအခုလိုမျိုးအလူရှင်ကိုစောက်စရာမလိုပဲကို့အတွက်တည်တံထုတ်လုပ်ပေးနိုင်မှာပါအဲ့ဒီဟိုကင်းနဲ့ပတ်သက်ပြီးတော့အခုလက်တွေ့အပြင်မှာဘာတွေဖြစ်နေပြီလဲဆိုတော့ဆက်စုကြည့်အောင်ပါ UK နဲ့ Crick Institute နဲ့ Harvard WIS Institute တို့ကအသေးစီဂျိအစုံတွေကို ဘိုင်ယိုပရီဒင်လုပ်ဖို့တဲ့ကြိုးစားနေပြီးတော့အတော်တင်အောင်မြင်မှုရနေပြီလို့ဆိုပါတယ်ဘိုင်ယိုပရီဒင်ဆိုတာက 3D ပုံနှိပ်စက်ပစ္စည်းတစ်ခုဖြစ်ပြီးတော့တက်ရှိတက်တဝါရီရဲ့ခန္ဓာကိုယ်စိတ်ပိုင်းတွေကိုပုံနှိပ်တိဆောက်တဲ့နည်းပညာဖြစ်ပါတယ် CRISPR ဆိုတဲ့နည်းပညာနဲ့ပြင်ပထားတဲ့အင်္ဂါစိတ်ပိုင်းလေးတွေဆိုရင်တော့စံတက်တဲ့ဆင်းတွေကိုရောက်ရှိနေပါတယ်။ Biotech company တွေက အူချင်းအတွက်ဒီမှာကာမင်းနဲ့လူအများပြားရဲ့လိုအပ်ချက်တွေကိုဖြည့်ရှင်းနိုင်ဖို့အတွက်အပြင်းထန်သုတေသနရေးလုပ်ကြပါတယ်။ဒီ project တွေအောင်မြင်ခဲ့မယ်ဆိုရင်အင်္ဂါဆုံးလင်းမရှိတဲ့လူတွေအတွက်လည်းခန္ဓာကိုယ်အစားထိုးလာနိုင်မှာဖြစ်ပြီးတော့ကိုယ်အင်္ဂါလူရှင်စောင့်နေရတဲ့စေယုံဘောကလူတွေအားလုံးကိုလည်းကယ်တင်နိုင်မှာပါ။တချို့တွေအတွက်တော့ဒီဟော့ကင်ကမျော်မှန်းချက်တစ်ခုအထပ်ပို့ပြီးတော့ဘဝကိုကယ်တင်မဲ့အမှန်တကယ်ဖြစ်လာမဲ့အလင်းရောင်လေးတစ်စင်းပါပဲ။နံပါတ်၈ New Energy Socks ဘာဘာဖန်ကနောက်ထပ်ပြောကြားခဲ့တာကတော့2025မှာတန်ရှင်းပြီးတော့အကန့်အသတ်မရှိတဲ့ ဒါအရင်မြေတဲ့တခုထွက်ပေါ်လာမယ်ဟော့ကင်မှာဥပမာပြောရမယ်ဆိုရင်နေရမလို့ရည်နံမလို့တဘာတောင်းွင့်မလို့ပဲနဲ့လျှက်စေးထုံနိုင်တဲ့စွမ်းရည်နီးပညာဖြစ်ပါတယ်။အကြောင်းအရာသေးသေးကိုမပြောပြခဲ့ပေမဲ့ပြင်သစ်မှာစမ်းတက်နေတဲ့ idea အနှွင့်မြူပေါင်းဆက်ခြင်းဆက်ယုံကိုလူတော်များများမျှော်လင့်နေကြပါတယ်။ဒီလိုမျိုးဒီချိန်ဖန်တီးပြီးရင်တော့စက်တိုက်လွတ်လွတ်နိုင်တဲ့စနစ်ကိုတော့ရှာဖွေဖော်ထုတ်နိုင်ခဲ့ရင်တော့ဒန်းခွင်းနဲ့ရေနယ်ပေါ်မူတည်နေတဲ့ကမ္ဘာဟာတရက်တစ်နေ့တွေပြောင်းလဲသွားမှာပါ။နံပါတ်9ဂျိုးသားတွေဆက်သွယ်လာမယ်။ နောက်တစ်ချက်ကတော့2025ခုနှစ်မှာကမ္ဘာအကြီးစားအားကစားပွဲတစ်ခုမှာဂျူသားတွေဆက်သွယ်လာမယ်ဆိုတော့ပြောထားတာပါဥပမာ Super Bowl Halftime Show သို့မဟုတ် Olympic ဖွင့်ပွဲများလို့ပြည်သူများစွာကြည့်နေတဲ့ပွဲကြီးအတွင်းမှာပဲဂျူသားတွေပေါ်ထွက်လာနိုင်တယ်လို့ဆိုထားတာပါအခုတတိယကွင်းကြီးကြီးမှာ UFO တက်လာတာမျိုးမတွေ့ရသေးပေမဲ့ပြည်မကျေစုကဘာတွေမှာအသက်ရှူနိုင်တဲ့ဓာတ်ထောက်ထားတွေကိုသိပ္ပံပညာရှင်တွေတွေ့ရှိလာတာမို့ဒီနာကဟာလက်ရှိနဲ့နှီးလာပြီးတော့တွေ့လို့ရပါတယ်။ SDN စနစ်တွေကလည်းကြိုးစားချက်လက်တွေရှာဖွေနေကြပြီးတော့ကြိုးစားရတာတကယ်ပဲနိုင်ငံတကာကြည့်နေတဲ့အချိန်မှာပထမဆုံးတွေ့ဆုံမှုအနေနဲ့ကိုတင်ပြလာမှာလားဒါပြင်သူတို့ထပ်ပေါ်လာခြင်းကငြင်းချက်ဖို့လားတက်ပြတ်ဖို့လားဆိုတော့မသိရသေးပါဘူးနံပါတ်10ကင်ဆာယောဂါကိုကုသနိုင်တော့မယ်နောက်ဆုံးတစ်ခုအနေနဲ့ဘာဘာဖန်ကာကပြောခဲ့တာက2025မှာကန်ဆာကုသနိုင်မယ့်နည်းလမ်းကြီးတစ်ခုထွက်ပေါ်လာနိုင်တယ်ဆိုတဲ့စကားပါ။အခုလက်ရှိမှာတော့အမီယူကုတော့ CRSB အနေနဲ့ DNA ပြည့်စည်ခြင်းစရည်နည်းပညာတွေကတချို့ကန်စာတွေကိုတက်တန်းရှည်စီပါတယ်တချို့လူတွေအတွက်ကိုပိုင်ကာကွယ်ဆေးလုပ်တဲ့စမ်းသပ်မှုတွေလည်းရလက်ကောင်းကောင်းရနေပြီးတော့နောက်နေ့တွေအတွင်းအထွေထွေသုံးလို့ရတဲ့ကန်ဆာကုသနေပေါင်းဆံမျိုးထွက်လာနိုင်တယ်လို့ခန့်မှန်းနေကြပါတယ်ဘာပဲဖြစ်ဖြစ်ဒီတစ်ခုကတော့ဘာဘာဗန်ကာရဲ့အကောင်းဆုံးခန့်မှန်းချက်တစ်ခုဖြစ်နေဖြစ်လာနိုင်ပါတယ်တီရှူပေးလို့ကျေးဇူးတင်ပါတယ်